နာပြည်နယ်ရဲ့အထက်လွှတ်တော်မဟောင်းဒန်ဂုတ်စ်ကိုအမေရိကန်အမျိုးသားထောက်လှမ်ရေးဒါရိုက်တာအဖြစ်ခန့်ယောင်လိုက်ကြောင်းဒေါ်နယ်ထရန့်ကဇန်နဝါရီလ9ရက်နေ့ကတရားဝင်ကြေညာလိုက်ပါတယ်။သဘောထားပြောပြောင်းတဲ့အသွင်ရှိတဲ့ဒန်ဂုတ်စ်ဟာဂျာမနီတန်မဟောင်းတို့ဦးဖြစ်ပြီးတော့အထက်လွှတ်တော်ထောက်လှမ်ရေးကော်မတီမှလည်းတာဝန်ထမ်းဆောင်ခဲ့ပူးသူတို့ဦးဖြစ်ပါတယ်။ ကော့စ်ဟာထောက်လိုင်းနဲ့လုံခြုံရေးအေဂျင်စီ16ဘွဲ့ပါဝင်တဲ့အဆိုပါအဖွဲ့မှဒရိုက်တာရာထူးအတွက်အစောပိုင်းကတည်းကထင်ကျေးပေးခံခဲ့ရလို့လည်းသိရပါဗျ။အမေရိကန်နိုင်ငံရဲ့ထောက်လိုင်းလုပ်ငန်းတွေကိုဦးဆောင်မှုအတွက်လိုအပ်တဲ့ကျွမ်းကျင်မှုနဲ့ဝေဖန်ပိုင်းခြားနိုင်တဲ့အရေးသွေးတွေဟုကော့စ်ဟာထင်ထင်ရှားရှားပြသထားသူဖြစ်တယ်လို့ဒေါ်နယ်ထရန့်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ဒါအပြင်ကော့စ်ဟာထောက်လိုင်းအဖွဲ့အစည်းတစ်ခုလုံးကိုမစုံမနစ်သောဂျိုးပန်းမှုတွေနဲ့ခေါင်းဆောင်မှုပေးနိုင်မှာဖြစ်ပြီး ကျွန်တော်တို့အပေါ်ဒုက္ခပေးမဲ့သူတွေကိုလည်းဖယ်ရှားသွားဖို့အစိုးရအဖွဲ့ကိုဇွဲနှဘဲနဲ့ကူညီသွားနိုင်မဲ့သူတူဖြစ်တယ်လို့လည်း Trump ကဖော်ပြထားတယ်လို့သိရပါတယ်။ Trump ဟာနိုင်ငံရေးထောင်လိုင်းရေးအေဂျင်စီတွေကအကြီးအကဲတွေဖြစ်ကြတဲ့လက်ရှိမျိုးသားထောင်လိုင်းရေးဒါရိုက်တာ James Clapper CIA ရဲ့ကြီးရဲ့ John Brandon တို့နဲ့တွေ့ဆုံခဲ့ပြီးနောက်တနေ့မှအခုလိုမျိုး Dan Ghost ကိုအမျိုးသားထောက်လိုင်းဒါရိုက်တာဖြစ်ခန့်အပ်တဲ့ကြေညာချက်ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။